မင်္ဂလာပါရှင်ကျမကတော့ချူချူဆက်မဒီပပီရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါငလင်တန်သည့်ရှေးဟောင်းအဆောင်တွေပြုပြင်နိုင်ရေးတရုတ်ကကူညီဖို့ရှေးဟောင်းသူတေသနာနဲ့အမျိုးသားပြတိုက်ဦးစီးဌာနကအကူအညီတောက်ခံပြီးရှေးဟောင်းအဆောင်တွေကိုပြည့်စည်မှဆောင်ရွက်တာထက်ပုံမှန်စစ်ဆေးပြီးထိသေးရေလုပ်ဖို့လိုတယ်လို့တရုတ်ပညာရှင်တွေကပြောပါရယ်ရှေးဟောင်းသူတေသနာနဲ့အမျိုးသားပြတိုက်ဦးစီးဌာနညွှန်ကြားမှုချုပ်ဟာ ဂျွန်လ16ရက်နေ့ကတရုတ်နိုင်ငံရင်ကျေးမှုအမွေအနှစ်ထင်သရေးဌာနနဲ့ရှန်ဟိုင်းခရိုင်ရင်ကျေးမှုအမွေအနှစ်ထင်သရေးဌာနကပညာရှင်အဖွဲ့ကိုမန္တလေးမှာတွေ့ဆုံအကူအညီတောင်းလိုက်တာပါငလီတန်ကျောက်မန္တလေးတိုင်းထက်ကနမ်းမြို့ရိုးပြအိုးပြတ်တ်တွေနန်းတော်နဲ့ရှေဟောင်းဆောင်တွေထိခိုက်ပျက်စီးခဲ့ရတဲ့အတွက်တရုတ်ပညာရှင်အဖွဲ့ကဝိုင်းဝန်းပူးပေါင်းအကူအညီထင်သိမ်းပေးစီလိုကြောင်းဌာနကအဆိုပြုထားတဲ့တောင်တမန်ကျောက်တော်ကြီးမခရာရွှေစည်းကုံမေနုအုပ်ကျောင်း မန္တလေးနှမ်းမြို့ရိုးဆရာတွေကိုကွင်းစေးလေးလာထားတဲ့အတွေ့အကြုံတွေလိုချင်ပါတယ်လို့ညွှန်ကြားရေးမှူးချုပ်ကပြောပါတယ်ရှင်။မကွေးတိုင်းမြန်မြို့နယ်ထဲကစစ်ပေးရှောင်တွေနေထိုင်နေတဲ့ဖုန်ကြီးကျောင်းကိုစစ်ကောင်စီတပ်ကဂျွန်လ16ရက်နေ့လယ်တနင်္ဂနွေဝန်းကျင်မှာလေးကျောင်းတခိုက်ခဲလို့ဖျားစီတွေနဲ့ကျောင်းဆောင်တွေပျက်စီးခဲ့တယ်လို့ပြည်သူတအူးလဲသိဆုံးပြီး၅ဦးထဏ်ရာရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ မြိုင်တောင်ပိုင်းမှာရှိတဲ့ဇီရိုရဖုန်ကြီးကျောင်းကိုပေါင်900လို့ယူဆရတဲ့ဘုံတလုံးနဲ့ကျဲချခဲ့တာဖြစ်ပြီးအဲ့ဒီဖုန်ကြီးကျောင်းမှာကစစ်ဆောင်တွေနေတော့အခုလိုထိခိုက်မှုများသွားတာလို့အညာမြေအရက်ဘက်လူမှုအဖွဲ့အစည်းများရဲ့တာဝန်ခံကပြောပါတယ်အခုလိုဘုံကျဲခံရတာကြောင့်အသက်50နီးပါးရှိတဲ့စစ်ပေးရှောင်မျိုးသမီးတဦးဟာနေရာမှတွေသေဆုံးခဲ့ရတယ်လို့စစ်ပေးရှောင်မျိုးသားတဦးနဲ့အမျိုးသမီး၄ဦးတို့ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီဖုန်ကြီးเจ้าမှာကစစ်ပေးရှောင်း90လောက်နေထိုင်ကြပြီးဘုံကเจ้าမော့တက်တဲ့ကျဲချခဲ့တာလို့အမည်မဖော်လိုတဲ့ဇီတော်ကျေးရွာကမြို့သားတယောက်က DBB ကိုပြောပါတယ်။သစ်ဆုံးသွားတဲ့စစ်ပေးရှောင်းမြို့သမီးကိုတော့ဂျွန်လ18ရက်နေ့မှာတကြိုပေးခဲ့ပြီးဒေဟာရရှိခဲ့ကြသူတွေကိုလည်းစေကူသားမှုတွေဆက်လက်ဆောင်ရွက်ပေးနေကဒေဟာရသူတွေထဲမှာလည်းအသက်အန္တရာယ်ဆွေရတဲ့သူတွေရှိနေတယ်လို့သိရပါတယ်ရှင်။ ကရင်ပြည်နယ်အတွင်းလိုင်စင်မဲ့ဆိုင်ကယ်နဲ့မော်တော်ယာဉ်တွေကိုဖမ်းဆီးနေတာကြောင့်ကျေးလက်နေပြည်သူတွေဟာကျမရေးစီးပွားရေးအပြင်လမ်းပတ်ဆက်သွယ်ရေးမှာပါ အခက်ခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့မြို့မီမြို့ဖားတွေကပြောပါတယ်အောက်ခန့်တွေပေးပို့ထားပါတယ်ရှင်မေလ20ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်းစီဖွဲ့ရဲ့လုပ်ငန်းညီနိုင်စည်းဝေးမှာစစ်ကောင်းဆောင်ကလိုင်စင်မဲ့ကားနဲ့လိုင်စင်မဲ့ဆိုင်ကယ်စီးနေတာတွေကိုဗော်ဒုတ်ဖမ်းဆီးဖို့ညွှန်ကြားခဲ့ပါတယ် ဒါကြောင့်ဂျွန်လာတရနေ့ကစတင်ပြီးကင်ဗီနယ်အတွင်းလိုင်စင်မဲ့မော်တော်ဆိုင်ကယ်နဲ့လိုင်စင်မဲ့ကားတွေဖမ်းဆီးခဲ့ပါတယ်။ဟုတ်ကဲ့မင်းကဖမ်းလို့ပဲအဝဘူဘာဟိုအပြင်မထွက်ရတော့ဖမ်းတမျိုးလုံးရတယ်၆ကောက်ပါပြီ။ကိုမူတီရောအကျော်လူတွေမှာကျောင်းမကြီးကိစ္စတို့စီကံလာရတို့ဘာလို့ညာတို့ဒီဝယ်တို့ဘာလို့အကုန်လုံးကိုလိုပဒ်ကိုလိုရကုန်တော့ပေါ့။ဖိတာရွာလေးဖိတာများတော့ ပြိုးလာလာလေးဘူးဒီပါမဒီနဲ့တက်လာတာလို့ပါလို့ဟိုသူလာမဆက်တဲ့ရှောစုမဖြစ်တော့လေအင်းရလိုမျိုးကိုဇင်းရောတော့တက်တယ်လုတ်တင်ဝန်တော့ဒီဂျင်းဒီကောင်တိုင်းပြရတဲ့သူပြစ်တယ်နဲ့ပြစ်တယ်နဲ့တော့ဘာဝဘီယာဖြစ်တာနဲ့ဒီရောက်တာကြီးရောက်တာထပ်တွေ့လိုက်တော့ကောင်းကောင်းကိုရိုက်ခွေတာပတိစီရတာကပတိကထပ်ရိုက်ချလိုက်လို့ဖြစ်နေတော့ ။နိုင်စင်မရင်နေဖန်းစည်းတာကြောင့်ဖန်းမျိုးစင်းသွားလာရမှာအရင်တက်စီကကျက်3000ကိုအခုကျက်6000ပေးရပြီ။အိုးဝေရင်နေဆိုကျက်1000ပေးရတယ်လို့မျိုးကန်တွေကပြောပါတယ်။လက်ရှိမှာလည်းကုန်စည်တင်ရင်နေသွားလာမှုယွန်းနေလာတာကြောင့်ဖန်းမျိုးမှာထိုင်းနိုင်ငံတို့စားတောက်ကုန်တွေဟာတစ်မျိုးကိုကျက်900ကနေကျက်1000အထိဈေးနှုန်းတွေမြင့်တက်ခဲ့ပါတယ်။ဒါအပြင်နိုင်စင်မရင်နေဖန်းစည်းနေတာကြောင့်ကျမကြီးပညာရေးတွေမှာခက်ခဲနေတဲ့ရင်ဆိုင်တွေရတယ်လို့မျိုးကန်တွေကပြောပါတယ်။ ခံစည်းလိုက်တော့တော်ရင်လာရင်လည်းခက်ခဲတယ်ပြီးရင်ချက်ဖက်တင်းတန်လေးတွေကမသာမြို့ကိုလာရောက်လို့အစ်မပြီးတော့လေးဖက်ဆိုင်ဥစားဆိုင်ကလေးကြားလေးဖန်တော့အစ်မပြီးတော့ဘယ်လိုဖြစ်ဖြစ်စကုံသေးနှုံးနေမှာတက်တော့ပေါ့နော်ကျမရေးရေးပညာရေးရဲ့အတွက်ဆိုတော်တော်လေးထက်ခဲတာပေါ့နော်ကျမရေးဆိုလည်းတော်တော်ကြီးကိုတော်ရုံတန်ရုံဆိုစီကန်းနေစီယုံနေလာပြမှုအဆင်မပြေတော့ဘူးအရင်တော့ဆိုလူနာလေးဆိုအများကြီးပဲစီယုံစီကန်းမှာဆိုလာပြနိုင်တယ်ပေါ့နော်အခုကကားလေးဆိုင်ကယ်လေးအခက်ခဲတွေကြောင့်မလို့ လာပြလို့မနိုင်ကြတော့ဘူးနော်အဝေးကလူရဲဝေးကလူတွေဆိုရင်လာပြလို့မနိုင်တော့ဘူးအရှင်သားတွေဆိုတော့ကားကရင်မနေဘူးပြီးနေရတော့ကျမကြီးအတွက်လည်းခက်ခဲတာပေါ့နော်ကျမကြီးကူတာဖို့အတွက်နောက်ကျောင်းကျူးကျောင်းဘူကမစကလေးတွေမှာမူရင်းဖြစ်ပြန်ဆိုတော့ဆောင်းဖို့ကျောင်းကျူးကမကြအစ်မပြေတော့ဘူးနော် မြန်မာထိုင်းနယ်စပ်မြောက်ပြည်မြို့ကတစင်မြန်မာတိုင်းငယ်လုံးကိုလိုင်စင်မဲ့မော်တော်ယာဉ်လေးနဲ့ဂုံစီတွေဝင်ရောက်ဖို့လက်နက်ကင်ဖွဲ့စည်းပြီးဌာနဆိုင်ရာတွေကိုငွေကြေးပေးဆောင်ပြီးအဓိကတင်သွင်းနေတာလို့ဒေသခံတွေကပြောပါတယ်ပြီးခဲ့တဲ့မတ်လ9ရက်နေ့ညပိုင်းကစပြီးဖမ်းအမျိုးမှာထိုင်းနိုင်ငံတို့ဂုံစီတွေတင်ဆောင်လာတဲ့ဂုံတင်ရင်360စီးကိုမော်လမြန်ခြေဆိုင်အရှိတောင်တိုင်းစစ်ဌာနချုပ်ဒူတိုင်းမှုမိတ်နဲ့ဖမ်းဆီးခဲ့ပါတယ်ဖမ်းဆီးခံထားရတဲ့ဂုံတင်ရင်360စီးတွေက ဒီပီပီရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချွချွဆမ်းမကျေးဇူးတင်ပါတယ်ရှင်